တမီးကတော့ငယ်စဉ်ကလေးကလူနာဖြစ်တဲ့ရောအရင်ဖြစ်ချင်းခဲ့တဲ့အတွက်ကြောင့်မို့ဂျာမီနိုင်ငံရဲ့နတ်စီကိုရွေးချယ်ခြင်းဖြစ်ပါလိမ့်ရှင်။ဂျမန်စာတင်ကြားခဲ့တဲ့အချိန်အတွင်းမှာဖက်ခဲမှုတွေရှိခဲ့ပါသလား။ဂျမန်စာကို E1 နဲ့ B2 အထိအေဂိုကမှပြညာတင်ကြားခဲ့ပါတယ်။ တင်ကြားနေစဉ်တော့ဒီမှာလည်းတမိရဲ့သွဲအခက်ခဲအနေငယ်ရှိခဲ့ပါတယ်။ဒါပေမဲ့ Eco ဆရာဆမားတွေကတမိကိုအကောင်းဆုံးနားလည်တတ်မြောက်အောင်တင်ကြားပေးတဲ့အပြင်လေ့ကျင့်ခန်းလေးလည်းလုပ်ပေးခဲ့တာဖြစ်တဲ့အတွက်ကြောင့်တမိဆာမန်ဆာကိုလွယ်ကူစွာတတ်မြောက်ခဲ့ပါတယ်။အခုလိုနားလည်တတ်မြောက်အောင် နေကြပေးတဲ့အေကော့ဆရာဆမ်မတွေကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။ဂျာမနီနိုင်ငံရဲ့ Ausbildung ကိုတောက်ဆောင်ရွေးချယ်ခဲ့ရတာပါလေ။ဂျာမနီနိုင်ငံ Ausbildung ကိုရွေးချယ်ခဲ့တဲ့အကြောင်းရင်းကတော့အုံညစ်တီတီပညာသင်ကြားမှာဖြစ်ပြီးတော့စာတွေရောလက်တွေရောပါသင်ကြားမှာဖြစ်တည်အပြင်သမီးရဲ့ဝါနာနဲ့လည်းကိုက်ညီတဲ့အတွက်ကြောင့်မို့သမီးကတော့ဂျာမနီနိုင်ငံ Ausbildung ကိုရွေးချယ်ခဲ့ခြင်းဖြစ်ပါတယ်။ ဒုနှစ်တည်တည်ပညာသင်ကြားပြတဲ့နောက်မှာလည်းဂျာမနီနိုင်ငံမှာအလုံးလုံးခွင့်နေထိုင်ခွင့်မှာရရှိမှာဖြစ်သည့်အပြင်ဂျာမနီနိုင်ငံသားများနဲ့နေရသူအမြဲတမ်းတည်ကြနေထိုင်ခွင့်မှာရရှိမှာဖြစ်သည့်အတွက်ကြောင့်မို့ဂျာမနီနိုင်ငံအောက်စပီရင်ကိုရွေးချယ်ခြင်းဖြစ်ပါလိမ့်ရှင်အခုလိုအောက်စပီရင်ရွေးချယ်အောင်အကြံဉာဏ်ပေးခဲ့တဲ့အေကုံကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်